ရွာလေးရဲ့အနီးကတောအုပ်ကြီးထဲမှာမဲတော်ဆိုတဲ့အဖွားအုပ်ကြီးနေတယ်။ရွာသူရွာသားတွေကတော့သူ့ကိုကြောက်ကြတယ်၊ရှောင်ကြတယ်။မဲတော်မှာမျက်စိသုံးလုံးရှိတယ်။သူ့အိမ်အပြင်ဘက်မှာကျူပန်းတွေညအချိန်မှပွင့်နေစတဲ့အကြောင်းအရာတွေကိုခက်စိတ်စိတ်ပြောကြတယ်။တကယ်တော့မေတော်ဟာစေဖက်ဝင်အပင်တစ်ခုကြောက်ခဲတွေရဲ့ဂုံတတိတွေကိုနက်နက်နဲနဲတိကျွမ်းတဲ့တဘာဝဆေးဆရာကြီးတယောက်ပါသူမှာမျက်စိသုံးလုံးမရှိပါဘူးဒါပေမဲ့တနေ့မှရွာကြီးကိုကက်ရောဂါတစ်ခုစိုက်လာတယ်။ဗာဆေးနဲ့ကုကုမပြောက်ကြတဲ့ဖြားနာမှုကြောင့် လူတွေအများကြီးတည်ဆုံနေရတဲ့ကြေးရွာကြီးကဘာသာရေးဆရာတွေနဲ့ဖြစ်သစ်ဆရာဝန်တွေပါလက်သေးချီတီးဂုံဂုံကြိုးစားပေမဲ့တက်တာဘူး။ဒါနဲ့ရွာတငယ်ချင်းတစ်ယောက်ဖြစ်တဲ့အေးအေးနဲ့မိုးမိုးတို့ကဘသူမှမတွင်းဝင်တဲ့တောအုပ်ထဲကိုဝင်ဖို့ဆုံးဖြတ်လိုက်ကြတယ်။မဲတော့စီသွားပြီးအခုတောင်းနေပေါ့။ခြေချင်းခီးနဲ့နာယီပေါင်းများစွာလမ်းလျှောက်ပြီးနောက်သူတို့နှစ်ယောက်ဟာမဲတော့ရဲ့ကျူပန်းကြံထဲရောက်သွားတယ်။မဲတော့ကသူတို့ရောက်လာမယ်ဆိုတာကြိုသိပြီးသားပါမိဖို့ချောင်းထဲကထွက်လာပြီး ငါ့ကိုလာရှာတာတီပိသားပါပဲလို့အေးအေးဆေးဆေးပြောလိုက်တယ်။မဲတော်ဟာသူ့ရဲ့ဆေးဗန္နာတွေထဲကအရွက်တွေအမြစ်တွေခောက်တွေကိုရောဆက်ပြီးဆေးတမျိုးချက်လိုက်တယ်။ဒါပေမဲ့ဆေးချက်ဖို့အတွက်နောက်ဆုံးပါဝင်ပစ္စည်းတမျိုးလိုအပ်နေသေးတယ်။